Inna Today Channel ကိုကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့ Today Channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာသီမတ်ဆရာများကိုရွှေတဂုံစီရီတော်စနေတောင်းရွှေတောင်းငွေတောင်းတစောင်းနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲချုပ်အတွင်ရမှုဖြစ်သူတာကိစ္စဓမ္မဇောတိကတစောင်းဆရာဦးစန်းလင်းဆယ်မြောင်းနဲ့ စိနေတင်ရလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေပြေကဏ္ဍကိုတဖန်ပြန်လဲရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။အရင်ကအတိမတ်ဖွဲ့ရတရဏိယကထာခေါင်းစဉ်နဲ့အနေနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်များကို အပိုင်း229ခုထိဖြေကြရိုက်ကိုထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါရဲ့။ အခုခါမှာတော့ online ဓမ္မအမေပညာဆိုတဲ့ခေါင်းစဉ်နဲ့ဆရာထံရောက်ရှိလာတဲ့ဓမ္မဆန်ရာ အမေပု္ပ္ပာများကိုဆရာကဆက်လက်ဖြေကြားပေးသွားအောင်ပါပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကို တခုပန်ကြားလိုတာကတော့မေးခွန်းမမီတဲ့မေးစာပေးစာများနဲ့မေးရန်မသင့်တဲ့ဖြေဆိုခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြေဆိုပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြေရှင်းပေးခြင်းမျိုးတို့ကိုမပြုတ်တီကို နားလည်သိခံခွင့်လွှတ်ပေးပါရန် ။ဤနေရာကနေပြီးတော့နူးညွတ်တောင်းမှာ။အဲတော့အကောင့်ပိုင်ရှင်တူဝါကနေမိထားပါဆရာရှင်။ဟုတ်ကဲ့။ RMN ပါဆန်နဲ့လက္ခဏူပါဆန်အထူးရှင်းလင်းချက်ကိုသိလိုပါတယ်ဆရာရှင်။ပြီးတော့သင်္ခါရူပိခဉဏ်အခိုက်ကိုလက္ခဏူပါဇံအခိုက်လို့စုထိုက်ပါသလားဆိုတာကိုလည်းသိပြရစေဆရာရှင်တဲ့ဆရာအချိန်ရတဲ့အခါမှာဖြည့်ရှင်းဖြည့်ကြားပေးပါဆရာရှင်ဆိုပြီးတော့မေးထားရပဲဖြစ်ပါတယ်အာရမူပဇံနဲ့လက္ခဏူပါဇံအထူးကိုမေးတာပေါ့နော်ပြီးတော့သင်္ခါရူပိခဉဏ်အခိုက်မှာလက္ခဏူပါဇံဖြစ်မဖြစ်ပေါ့ အဲ့တော့ပထမဆုံးအာရမဏိဘဇံပြောမယ်နော်ဇံဆိုတာဆက်ဆက်ကျဆူအထူးမြဲမြံရှုအားတန်ဇံဟုခေါ်တဲ့ပေါ့ပြောရင်တော့စဉ်းစားရမယ်ဆွဲမြဲရမယ်အနိကရှုရမယ်ဒါဖြင့်ဘာလဲဆိုတော့အာရမဏိဘဇံဆိုတော့အာယုံပေါ့နော်အာယုံဆိုတဲ့အခါကျတော့အာရမဏိဘဇံရဲ့အာယုံကဘာလဲလို့ဆိုတော့ကတိုင်းဆက်ရှိတဲ့ပြဉ္ညာအာယုံတွေကိုရှုတာအဲ့တော့ကတိုင်းပြဉ္ညာအာယုံတွေကိုရှုတာဖြစ်တဲ့အတွက်သူရဲ့တည်ကြည်မှုဟာသူကတမာတိအရာကောင်းစွာတည်ကြည်မှုလို့ခေါ်တာပေါ့အဲ့တော့အရာကောင်းမယ်လို့ဆိုရင်သူကဘာပါလဲလို့ဆိုတော့ ဥပ္ပဇာယတမာတိနဲ့ကွာတမာဘတ်၈ပါးအလုံးကိုယူရတယ်အာရမုပ္ပဇံဆိုတာနောက်တစ်ခုကလက္ခဏုပ္ပဇံပေါ့လက္ခဏုပ္ပဇံဆိုတာကဇံစရာဆွဆိုင်တဲ့ဆွဲမြဲတယ်အနိကတ်ရှုတယ်ဒါပေမဲ့ဘာလို့လဲဆိုတော့ तू ကအာယုံတရားတဲ့ तू ကလက္ခဏာကိုတော့ထင်ရှားရမယ်လက္ခဏုပ္ပါစံအဲ့တော့လက္ခဏာဆိုတာကလက္ခဏာရတာပစ္စုပ္ပန်ပရဒဏ်ရှိကြတာဟိုပြဉ္ညတ်တွေမှာမရှိဘူးအတိုင်းပြဉ္ညတ်တွေမှာမရှိဘူး तू ကဒီခန္ဓာ၅ပါးယုံနယ်၅ပါးဆိုတော့ ਪਰ မတ်တရားတွေမှာပဲရှိတယ် အဲကြောင့်ပရမတ်တရားတွေဖြစ်တဲ့ခန္ဓာ၅ပါးယုံနဲ့တရားတွေပေါ်မှာစုစိုက်ဆွဲမြဲစွာရှုခြင်းကိုလက္ခဏုပ္ပဇံလို့ခေါ်တယ်။ဒါကြောင့်သူ့ရဲ့တည်ကြည်မှုဟာဝိပဿနာအရာကောင်းစွာတည်ကြည်မှုလို့ဆိုရတယ်။သူ့ကိုအရာကောင်းမယ်လို့ဆိုရင်ဝိပဿနာဉာဏ်၁၀ပါးနဲ့တကွာမဉဏ်ဖူဉာဏ်တွေကိုပါယူရတယ်။အဲတော့ဝိပဿနာဉာဏ်၁၀ပါးနဲ့တကွာမဉဏ်ဖူဉာဏ်ကိုယူရတယ်ဆိုတော့မဉဏ်ဖူဉာဏ်ဆိုတာလောကုတ္တရာတရားတွေဖြစ်နေတယ်။ဘာတွေကိုရှုလို့ဘယ်လိုယူရမလဲဆိုတာသူကတော့နည်းနည်းမေးစရာရှိကြပါဘူးနော်။အဲတော့ဒီမှာအကျဉ်းလေးပဲပြောပြမယ်။ မဲ့ညံဖုန်ညံကိုယူရခြင်းဟာမဲ့ဆိုတာကတနည်းအားဖြင့်ဖလူပဇာနီးနဲ့ယူတယ်လို့ထာဝရရှင်းပြတယ်။ဖလူပဇာဆိုတာလူကျင်တဲ့အချိုးတရားကိုခြေတန်းတင်ပြောတာ။ဝိပဿနာရှုတယ်လို့ဆိုတဲ့နေရာမှာဝိပဿနာရှုခြင်းကိစ္စစီဘယ်မှာပြီးလဲဆိုမဲ့ကြတော့မှပြီးတာ။မဲ့မကြမခြင်းမပြီးဘူး။ဂေါတဘူဒီယာဒီဘက်မှာလုံးလက်ခံနေတာပဲနော်။ဘာဖြစ်လဲ။အဲ့တော့မဲ့ညမဲ့ကြတော့မှပြီးတာ။ဒါကြောင့်ဝိပဿနာဉာဏ်ဒီအကြောင်းအကြောင်းကျိုးခွဲရင်မဲ့ဒီအကျိုးနော်အကြောင်းကတော့လောကီထဲမှာရှိရအကျိုးကလောကုတ္တရာထဲမှာ အဲ့ဒီဖြစ်လာမဲ့အကျိုးဖြစ်တဲ့မဲ့ညံကိုပါယူပြီးတော့ရှေ့တန်းတင်ပြီးတော့ပေါ့နော်အဲ့ဒါကြောင့်သူ့ကိုမဲ့ညံကိုပါဆွဲပြဲပြီးတော့ယူတယ်ဖလူဝဇာနီယဖြစ်လောကဥပမာနဲ့ရှင်းအောင်ပြောရင်ဗျာကျွန်တော်တို့ဥတလုံးယူမယ်ပေါ့ဆန်ထဲ့မယ်ပေါ့ရေထဲ့မယ်ပေါ့ချက်တယ်ပေါ့ဘာလို့လဲဆိုထမင်းချက်တယ်ပြောတာပေါ့အမှန်ဆန်ချက်လေထမင်းရဖြစ်လာမဲ့အကျိုးဒါပေမဲ့မမာဘူးသူ့ပဲလို့မရဘူးအဲ့ဒါဘာလဲဆိုဖလူဝဇာနီးနဲ့ပြောတာလူတင်တဲ့အကျိုးကိုရှင်းတန်းတင်ပြောတာဒီမှာလည်းပဲဝိပဿနာညာအာလုံးကိစ္စ ဝိပဿနာကိစ္စဒီမက်ရမှာပြီးတဲ့အတွက် မက်ဒီအကျိုးဝိပဿနာဒီအကြောင်းအဲအကြောင်းမက်ကိုယူလိုက်ကြတယ်နော်ဟိုဝိပဿနာညာ70ပါးယူတဲ့အတိုင်းမက်ကိုယူလိုက်တယ်အကျိုးကိုရှင်းတိုင်းတယ်ဖို့ကြတော့သူကဒီလိုဗျဖို့ကပါလဲလို့ဆိုတော့ထာဂရဆရာကရှင်းပြတာဖို့ကတထလက္ခဏာကိုယူတယ်လို့ဆိုတယ်တထလို့ဆိုတောင်မူရတထစင်တူရထတထအဲတထလက္ခဏာပါလဲဆိုရင်နိဗ္ဗာန်ရဲ့မဖောက်ပြန်တဲ့သဘောကိုရှုတာလို့ဆိုတယ်မက်တုံးကတော့မက်ကနိဗ္ဗာန်ကိုတော့အာယုံပြုတယ်ဒါပေမဲ့ဒီဘက်ကကိလေသာကိုလည်းသူကတတ်ရသေးတယ်သူကအလုတ်ကတော့ ှုပ်တာပေါ့နော်ဖိုလောက်အေးချမ်းချမ်းသူကနှိပ်ပြန်ကိုမရှုပ်နိုင်ဘူးအာရုံမပြုတ်နိုင်ဘူးဒါကြောင့်ဝင်သားပြီဆိုရင်ဖလက်သမားပါပဲဝင်သားလို့ရတယ်မက်ကိုဝင်သားလို့မရဘူးမက်ကတစ်ချိန်နဲ့ကြာတာလေနော်ပြီးရင်ကျော်ပြောက်ပြောက်သွားတာပေါ့အဲအဲ့ဒါဖိုကိုရှုပ်ခြင်းကတော့အဲ့ခုနပြောတဲ့အတိုင်းပေါ့နော်ဖိုကဘာလဲဆိုရင်နှိပ်ပြန်ရဲ့တထလက္ခဏာကိုရှုပ်တာဖြစ်တဲ့အတွက်သူ့ဒီထဲကိုသွင်းယူလိုက်တယ်အဲ့တော့အရာကောက်တဲ့သွင်းယူရပေါ့နော်အရာကောက်တဲ့သွင်းယူတော့လက္ခဏာအဲဝိပဿနာဉာဏ်7ပါးနဲ့တကွာအားလုံးပဲပြောပါတော့ဝိပဿနာဉာဏ်အားလုံးနဲ့တကွာမဉာဏ်ဖုံဉာဏ်တွေပါ က္ခဏုပ္ပဇံတဲ့ကိုတွေ့ရတယ်။အဲသူပြောတဲ့သင်္ခါရုပ္ပဇံညာအခိုက်ကိုရောလက္ခဏုပ္ပဇံခေါ်ထိုက်မခေါ်ထိုက်လို့ပြောတာ။အဲ့ဒါအဖြစ်ကြတော့သိမလို့တော့ဘာလို့လဲဆိုတော့ဥပဒနာညာအလုံးဆိုတော့ပါသွားတယ်။ဥပဒနာညာ၁၀ပါးရှိရယ်ပေါ့နော်။သမ္မတနာညာ၊ဥဒိယဗေယညာ၊ဘင်္ဂညာ၊ဗေယညာ၊အာတိနဝညာ၊နိဗ္ဗိဒညာ၊မုန်စိတုကမြတညာ၊ပဋိသင်္ခါညာ၊သင်္ခါရုပ္ပဇံညာ၊နုလောမညာ။အဲ့တော့ကိုခုမြောက်မှာသင်္ခါရုပ္ပဇံညာပါတယ်။ဒါကြောင့်ဥပဒနာညာ၁၀အလုံးနဲ့တကွာလို့၁၀ပါးနဲ့တကွာလို့ပါပြီးသားဖြစ်တဲ့အတွက် ရကနုပဇံသည်ခုနကသင်္ခါရုပ္ပခာညာခိုက်ကိုခေါ်ဆူထိုက်ပါတယ်လို့လူရင်းတို့ရှင်ဖြေကြလို့ပါဟုတ်ကဲ့ပါဆရာဓမ္မမိတ်ဆွေတွေအနေနဲ့လည်းကျန်းတဲ့နဲ့တိတ်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာအခုလိုမျိုး online ဓမ္မအမေဒီကများကဏ္ဍမှာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်ဆရာကိုလည်းတမီးတို့ရဲ့ Adobe Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်